PDF Prepare the Fan Fo ခွေးနှိမ်နေရေးအဖွဲ့ရေဦးတော်လှန်ရေးငါတို့တွေနိုင်ရမယ်ပုံ PDF မြို့ပေါ်ကလမ်းမထမလူသူသွားလာမှလှုပ်ရှားမှုလုံအောင်ကင်းနေနေတာကိုတွေ့ရမှာဖြစ်ပါတယ်။၆ကနေတဲ့ ဒီလမ်းမှာထပ်မှာပဲကျုံနယ်ပိတ်ပေါင်းနေနဲ့ရောထွေးနေတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဘာကြောင့်ဒီမြို့ပေါ်မှာလူတွေမရှိတော့တာလဲ။သူတို့ရဲ့အိမ်တွေသူတို့ရဲ့မွေးရမြေကိုစွန့်ခွာပြီးတော့ဘာကြောင့်သူတို့တွေမနေကြတော့တာလဲ။ဒီနေရာမှာတစ်ခုခုဖြစ်ပျက်ခဲ့တာတော့သိကြတယ်။ယင်းတချင်းကကျွန်တော်တို့မိသားစုတွေတွားလာလှုပ်ရှားနေတဲ့အတန်တွေကျွန်တော်တို့ကလေးငယ်တွေပြည်လွှတ်ဆော့ကစားနေတဲ့အတန်တွေလူသားတွေရဲ့တီဆူ ပျော်မြူးနေတဲ့အတန်းတွေတေချာပေါက်ရှိခဲ့မှာဒါပေမဲ့လည်းခုအဲ့ဒီတန်တွေတိတ်ဆိတ်လို့နေပါတယ်ဒီငယ်တွေရဲ့ရေတန်တွေငိုတန်တွေလည်းမကြတော့ပါပျော်ဝဲရှင်ပွဲတွေလုံနေကြတဲ့ပွဲလန်းသပင်ကဖွင့်တဲ့သချင်းတန်တွေလည်းကျွန်တော်တို့မကြတော့ပါအင်းနေအင်းနေအပိုင်ရှင်မဲ့စွာအချီးတန်နေကြပါတယ်ပုံမှန်တိုင်းကြည့်မယ်ဆိုရင်တော့ရည်စည်းတန်တွေကိုကျွန်တော်တို့တာယာပွဲ ချမ်းမြေ့ပွဲကြားနေရပါတယ်။စံကြောင်မျိုးစုံကစီစဉ်လာတဲ့ရည်တွေကတော့စီစဉ်လျက်စီနေသေးပါကျွန်တော်ဘယ်ကိုရောက်နေတာလဲ PDF Prepare Defend Food ခွေးနှိမ်နေရေးအဖွဲ့ຫນွေဦးတော်လှန်ရေး ငါတို့တွေနိုင်ရမယ်ပုံ PDF ဒီကြပြီဒီနေရာဟာကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေစစ်ခွေးနှိမ်နှင်းထားတဲ့နေရာပေါ့ဗျာစမှတ်ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ပြည်သူတွေက တာဝန်ကြီးကြပါတယ်သူတို့ရဲ့အိုးအိမ်တွေကိုအခုလိုမျိုးစွန့်ခွာပေးကြတယ် သူတို့နေတဲ့မြို့ပြနေရာမှာဖက်စစ်ခွေတုတ်တင်ရှင်းလင်းဖို့အတွက်သူတို့တွေရှောင်ပေးခဲ့ကြပါတယ်။ဒါဟာကျွန်တော်တို့ပြောပြစရာရှင်းပြစရာမလို့လောက်အောင်ကိုကျွန်တော်ပြည်သူကတိတဲ့လွန်အားကြီးစွာနဲ့အကြမ်းမဖက်စစ်ခွေတက်ကိုဒီနိုင်ငံမှာအလုံးလုံးမှမမြင်ကျင်တော့တာကိုကျွန်တော်တို့ထင်ရှားစွာ တွေ့နေရပါပြီ။တစ်ဆက်တည်းမှာပဲ အချမဖတ်စစ်တာဟာအခုလိုကျွန်တော်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့တိုင်းသားတပ်ဖွဲ့ဝင်တွေအချမဖတ်စစ်ခွေးချေမုံနေတဲ့အချိန်နဲ့တပြိုင်နက်တည်းမှာပဲရဲသားပြည်သူတွေကို ပုံကျဲတက်ဖြတ်ပါတယ်ကျွန်တော်ပြည်သူတွေနှစ်ပေါင်းများစွာတိဆောက်ခဲ့ရတယ်သူတို့ရဲ့ချွေးနေစာတွေနဲ့နှစ်ပေါင်းများစွာစုဆောင်းပြီးတော့ဖန်တီးခဲ့ရတဲ့သူတို့ရဲ့နေအိမ်တွေ ဖြည့်ဆည်းခံရပါတယ် ဈေးပြင်းမှတ်လို့ကျွန်တော်တို့ရဲ့ပြည်သူတွေရဲ့အိုးအိမ်တွေကိုအမြဲတမ်းပုံကျဲပြီးရှုဖြစ်စီခဲ့ကြပြီးပါပြီပြည်သူလူလူတရလုံးရဲ့ယုံရှာမုန်းတိမှုကိုသူတို့တွေခံနေရတာကိုအခုကျွန်တော်အကြောက်ရတဲ့နေရာကိုဖော်ပြပေးပါမယ်ကျွန်တော်ရောက်နေတဲ့နေရာကဖာပုံမြို့ဖြစ်ပါတယ်နောက်ထပ်ထူးခြားတဲ့အချက်တစ်ချက်ကိုလည်း ကျွန်တော်ဆက်လက်ပြီးတော့တင်ပြချင်ပါတယ်။ဖာပုံမျိုးရဲ့ကက်သလစ်ဘုရားကျောင်းဝင်းအရှိကိုကျွန်တော်ရောက်ရှိနေပါတယ်။ကက်သလစ်ဘုရားကျောင်းရဲ့မုံအဝတ်မှာကျွန်တော်ရက်နေပါတယ်။တမျိုးလုံးလေးပါစစ်တမ်းခံလိုက်ရတဲ့အချိန်မှာကိုရောရဲ့ဂျေဇုတော်ကြောင့်ကက်သလစ်ဘုရားကျောင်းဟာအကောင်းပဂတိတိုင်းစစ်ပေးစစ်တမ်းမတင်မဲနဲ့တရှိနေခဲ့ပါတယ်။ဒီမှာအရှင်က ုဆောင်ခဲ့တဲ့တင်းကိုဆရာနဲ့သူတို့ရဲ့အဖွဲ့တွေကစပေးရှောင်းသွားခဲ့ကြပါပြီဆရာဖပမွေးကတည်းကပြားချောင်းဝင်ရလဲတိတ်ဆိတ်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ယုံကြည်သူဘာသာဝင်တွေနေ့စဉ်နဲ့အမျှဝပြုကိုကွယ်တော်လာလှူရှားနေတဲ့နေရာကလည်းအခုဆိုရင် 6ကတ်လို့နေပါတယ်မြို့အတွင်းပိုင်းတွေထဲမှာမြို့စွန်တွေပေါ်မှာလက်နက်ကြီးကြောက်ပောက်ကွဲမှုမိရှုဖြစ်စီခံရမှုစစ်မှန်ဖြစ်ပွားခဲ့တဲ့ဒီဖာပုံမှုမှာစစ်တမ်းတင့်ပြီးတော့ပျက်စီးခဲ့ရတဲ့အချင်းတွေတွေကြားထဲမှာကတ်လေးပြားကြောင်းရတော့ကြည်တစ်ချက်တောင်မထိပဲနဲ့အကောင်းပကတိအတိုင်းရှိနေကြတာကို ထူးခြားစွာမြင်တွေ့ခဲ့ရပါတယ်အတွင်းပိုင်းကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်အောင်ပါကျေဝန်းနဲ့ဝင်းဝမ်းကြီးတဲ့မှာအဆောက်အုံ၅ခုအထက်တိစောက်ထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒီနေရာမှာလည်းကြကြောက်ပောက်ွဲခဲ့တာမရှိဘူး ဒီနေရာမှာတိုက်ပွဲဖြစ်ပွားခဲ့တာမရှိဘူးဒီနေရာကိုရွေချက်ရှိရှိနဲ့ဝင်ရောက်ဖျက်ဆီးခဲ့တာမရှိဘူးဒါဟာထူးခြားတဲ့အချက်တစ်ချက်ပါပရမဦးစွာကျွန်တော်ဝင်ဝင်ချင်းပဲပဲအချမ်းမှာတွေ့လိုက်ရတဲ့အဆောက်အဦးဒီအဆောက်အဦးကိုကျွန်တော်တို့ အနီးကလေးလာကြည့်အောင်ဗျာတော်တော့မခတ်ထားဘူးဒါပေမဲ့တကားပိတ်ထားပါတယ်မရှင်မဲ့တော့မဟုတ်ပေမဲ့ဒါဟာပိုင်ရှင်စစ်ရှိပါတယ်โอเคကျွန်တော်ဒီစာအုပ်ဟာစေဝါကုသပေးတဲ့ဒါကက်သလစ် ဘုရားကျောင်းရဲ့အစာအုပ်လို့တော့ကျွန်တော်သုံးသက်ထင်မြင်မိပါတယ်။ဘာလဲကရင်ရဲ့ဘေးတိုင်းမှာတန်းနေထူရတာရှိတယ်။နောက်ထပ်အစာအုပ်တစ်ခုထပ်ပြီးတော့ကြည့်ကြည့်အောင်ပါ။နှစ်ထပ်အစာအုပ်တစ်ခုပါ။ဆိုတော့ဒီအစာအုပ်က ဲကိုကျေဟွန်းနဲ့ဝင်းဝမ်းကြီးတဲ့မှာစနစ်ကြသွားတိဆောက်ထားတဲ့ကက်သလစ်ဘုရားကျောင်းဝန်းတစ်ခုတည်းမှာပဲဝပြုကူကွယ်တဲ့နေရာတွေပြီးတော့သူတို့ရဲ့ဒါကုသရေးကုသရေးဆိုတာကကျွန်တော်တို့ကြေးရွာဒေသခံပြည်သူတွေကိုဂျမိုက်ဆိုင်ရန်စောင့်ရှောက်စောင့်ရှောက်တဲ့နေရာမျိုးလေးတွေပြီးတော့လူများစုစုဝေးတဲ့နေရာမျိုးတွေကိုကျွန်တော်တို့အကောင်းပကတိတိုင်းတွေ့ရမှာဖြစ်ပါတယ် တတလောစပေးရှောင်နေတဲ့အချိန်မှာသပင်ရကြွေကြတဲ့တရွက်တွေမှာအပဒီဖျားချောင်းထဲမှာဘယ်သူမှရှိမနေပါဘူးဘူးကျွန်တော်ရောက်ရှိနေတဲ့နေရာကဇီးပင်အောက်ကိုရောက်နေတာဗျကျွန်တော်တို့ဇီးသီးတွေဟာအများအပြားကြွေကြနေတာကိုကျွန်တော်တို့တွေ့ရပါတယ်အပင်ပေါ်မှာလဲဇီးသီးတွေတကယ်ကိုပစ်ခဲနေတာပဲဗျဒါဒီနေရာကဒါ ကျော်တဲ့မြို့တွေကရှိတဲ့ကလေးငယ်တွေဖျားကြောင်းလာရင်လည်းစီးသီးကောက်စားတဲ့နေရာတစ်ခုဆိုတော့သိကြပါတယ်ဒီကျွန်တော်နောက်ထပ်ထပ်ရောက်နေတဲ့နေရာကဝူပြူကိုကွယ်တဲ့နေရာတစ်ခုပါဒီနေရာမှာလည်းလမ်းရှင်းသောကက်သလစ်တင်တော် ရန်ကိုတိတ်ဆစ်ပြီးရန်ကိုညင်ဝတ်တဲ့နေရာလေးတစ်ခုအတွင်းထဲကိုကျွန်တော်ရောက်ရှိနေပါတယ်။ဝေပူကိုကြတဲ့နေရာယုံကြည်သူဘာသာဝင်တွေရဲ့ဆူတောင်းတမ်းများကိုဒီနေရာမှာပြန်လဲကြောင်ရောက်မိပါတယ်။တမျိုးလုံးကြီးမပြည့်စည်ပြီးဘုံကျဲဖြည့်စည်ခြင်းခံရတဲ့နေရာတွေကြားထဲမှာ အခုအချိန်ထိအေးချမ်းတိတ်ဆိတ်စွာရှိနေစေပါကိုရောဂျီဇူတော်ကိုချီးမွမ်းပါတယ်စပီစီတဲ့တဲ့နေ့အချိန်မှာအချမ်းဖတ်ဖတ်စစ်တာပဒိုင်းဆောက်ဦးတွေနဲ့လူနေအိမ်တွေကိုရွေးချက်ရှိစွာ သူတို့လည်းလက်လက်ဆုံးရှုံးခဲ့ရတဲ့မြို့တွေကိုဘုံချဲဖျက်ဆီးခဲ့တာအလုံးသိပဲဖြစ်ပါတယ်။ဒါပေမဲ့ဖာပုံမြို့ရဲ့ကက်သလစ်ဘာသာဝင်အသင်းတော်တွေသူတို့ရဲ့အကြောင်းဆောင်ဟာဂျောင်းဝင်းကြီးဟာစပေးတန်မခံရပဲနဲ့အကောင်းပကတိတိုင်းရှိစေခဲ့ပါတယ်။ကိုရောရဲ့ဖုန်းတော်ထွန်လင်းစေခဲ့ပါပြီ။ဒီမြို့လုံးဒီပါအခြားသောနေရာအဆောက်အဦအသီးသီးမှာဘုံတန်တွေကြောင့်လက်နက်ကြီးတန်တွေကြောင့် ပျက်စီးခဲ့ရပေမဲ့ဒီနေရာလေးကတည်ငြိမ်အေးချမ်းစွာတည်ရှိနေစေဖြစ်ပါကြောင်းကိုကျွန်တော်တင်ပြလိုက်ပါတယ်